အစ်စ်ဝစ်ကိုလီချန်ပီယံရှစ်ပြန်ပို့မယ်အာစနယ်ကဲတော့အားလုံးပဲမင်္ဂလာပါခင်ဗျာ 2K Corners ကနေအာစနယ်ပရိသတ်တွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဘောလုံးတင်းတင်းအတွက်အချိန်ကတိတ်ပြီးအရေးကြီးပါတယ်နိုင်ပွဲဆက်နေချိန်မှာအဲ့နိုင်ပွဲဆက်နေတဲ့အချိန်ကိုမဖြစ်မနေထိန်းထားပါမယ်အာစနယ်ကအခုချိန်မှာရလက်အတက်ဖက်ရောက်နေတာပါရုံချီစိတ်အမြင့်ဆုံးလဲဖြစ်နေတယ်အဲ့ဒီချိန်ကိုအာစနယ်ဆက်ထိန်းပြီးတော့ရာသီပိတ်ကာလမှာနိုင်ပွဲတွေရှာဖွေရပါမယ်အခုအာစနယ်ရင်ဆိုင်မဲ့အစ်စ်ဝစ်ကပြိုင်ပွဲအဆင့်လုံးဝမဟုတ်ပါဘူး ဒီတော့အာဆင်ကလွဲကူကူအနိုင်ယူရမယ့်အခြေအနေပါတကယ်လို့များအာဆင်ကိုရှုံးရင်အစ်ဆွေကတန်းပြန်ဆင်းရပါပြီအာရီယာကအစ်ဆွေကိုအထင်မသေးပါဘူးအစ်ဆွေအသေးနည်းပြမက်ကင်နာကိုလည်းချီးကျူးခဲ့တယ်အိမ်ဝင်းဆိုရင်ပို့ပြီးတော့ရုံးကန်ပြားတဲ့အစ်ဆွေကြောင့်အာဆင်ခက်ခဲနိုင်တယ်လို့အာရီတာသတိပေးပါတယ်ဒါပေမဲ့အာရီတာကပရီးမီးယားလိမှတ်ပေးစရာဒုတိယနေရာမှာရက်တီနေနိုင်အောင်အောင်ဆိုင်ထားတာပါဒုတိယလိုဖြစ်ဆက်လက်ရက်တီနိုင်အောင်အာရီတာကယာတီပိတ်ပွဲစဉ်အားလုံးကိုအနိုင်လိုချင်နေပါတယ်အစ်ဆွေကအာဆင်နဲ့တွေ့တိုင်းဘလုံးမှရှင်နိုင်စွမ်းမရှိခဲ့ပါဘူး ပရီးမီးယားလိနောက်ဆုံးဆက်တဲ့ချိန်ဆက်အာစတန်ကိုအစ်ဆွေအနိုင်များခဲ့ဒါအစ်ဆွေတို့ပြိုင်ပွဲအသင်းသင်းကိုအချိန်အကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုပါပဲအာစတန်က1984ခုနှစ်ကစတင်ပြီးအစ်ဆွေကိုမရှုံးအောင်ကစားထားနိုင်သလိုနောက်ဆုံး၄ပွဲဆက်ဂိုးမပေးခဲ့ရပါဘူးအစ်ဆွေကွင်းမှာဆိုရင်လည်းအာစတန်ကရလဒ်တွေကောင်းပါလိမ့်အစ်ဆွေကွင်းမှာသွားကစားတဲ့နောက်ဆုံး၈ပွဲမှာအာစတန်က6ပွဲထိအနိုင်ရထားပါလိမ့်အစ်ဆွေအားနေချက်ကအနိုင်ရလဒ်ကိုထိမ့်မထားနိုင်တာပါလက်ရှိအသည့်ပရီးမီးယားလိမှာအစ်ဆွေကအနိုင်ရတာကနေအမှတ်ပြန်လဲဆုံးရှုံးတာ28မှတ်တိရှိခဲ့ပါတယ် စ်ဆွေကပြိုင်ပအသင်းဘက်ကိုအဖွင့်ကိုသွင်းနိုင်တာ15ဂိုးတိရှိခဲ့တာပါအစ်ဆွေက95ခုနှစ်အတွင်းမှာတပွဲသားနိုင်ရာထားပြီးတော့သုံးပွဲသေးနှစ်ပွဲရှုံးထားပါလေအင်္ဂွေမှာလည်းရှုံးပွဲတွေဆက်နေရပါအစ်ဆွေမှာသတိထားမယ့်ကစားမနှစ်ဦးကအန်ဆီဆိုနဲ့ဒီလပ်တို့ပါပဲအန်ဆီဆိုကပရီးမီးယားလိနောက်ဆုံး၈ပွဲမှာ၄ဂိုးတိအောင်ဆွမ်းဆောင်ပေးထားပါလေအာဆယ်ကပြိုင်ပွဲနောက်ဆုံး10ပွဲဆက်ရလကောင်းထားပြီးတော့6ပွဲနိုင်ထားခဲ့တာပါပြီးတဲ့နိုဝင်ဘာလ2ရက်နေ့ကစတင်ပြီးတော့အာဆယ်ကရှုံးပွဲ2ပွဲသာရှိထားပါသေးတယ် ဒါပေမဲ့အာဆွေကနောက်ဆုံး9ပွဲမှာအများဆုံးရနိုင်တဲ့ရမှတ်27မှတ်ထဲကနေ10မှတ်ပဲရခဲ့လို့အစ္စရေးရဲ့တန်းစင်းဆုံးရုံးအားကြောင့်အာဆွေအမှတ်ရော့မသွားအောင်တတိထားပါလိမ့်မယ်။အာဆွေကလည်းပရီးမီးယားလိမှာအမှတ်တွေအလေလွင့်များနေပါလိမ့်။လက်ရှိအသည့်ပရီးမီးယားလိမှာအနိုင်ကနေအမှတ်ဆုံးရှုံးတာ16မှတ်တိကိုရှိခဲ့တာပါ။အစင်လာရတန်းစင်းဆုံးတဲ့ကအသင်းတွေနဲ့ရင်ဆိုင်ရင်အာဆွေရလက်ကောင်းတတ်ပါလိမ့်။တန်းစင်းဆုံးအသင်းတွေနဲ့ရင်ဆိုင်တဲ့နောက်ဆုံး10ပွဲဆက်အာဆွေနိုင်ရထားပြီးတော့ဂိုး30တိကိုသွင်းထားနိုင်ခဲ့ပါလိမ့်။ ဒန်ဆင်းတို့နဲ့အသင်းကိုအာစနယ်နောက်ဆုံးချိန်ရှုံးတာ2023ခုနှစ်တုန်းကပါစာကားရဲ့တန်တက်အသင်းတွေနဲ့ဇွမ်းဆောင်ရီကလည်းအမိုက်စားပါတန်တက်အသင်းတွေနဲ့နောက်ဆုံး16ပွဲမှာစာကားအသွင်းကို9ဂိုးဂိုးမှန်တိမှု8ချိန်လုပ်ပြီးတော့သွင်းကိုပိုင်ပတ်သက်မှု15ဂိုးတိကိုပိုင်ဆိုင်ခဲ့ပါတယ်ဒီတော့ဘာနေဘူးမှာဂိုးသွင်းပြခဲ့တဲ့စာကားကသူ့ရဲ့အစင်လာကောင်းကိုဆက်ထိန်ပြီးတော့အစ်ဆွေးနဲ့ပွဲမှာဂိုးသွင်းရုံးမဲ့ထင်ပါတယ်အာစနယ်တိုက်စစ်အတွက်နောက်ထပ်အားကိုးရမယ့်သူကတော့ဒက်ကလန်ရိုက်စ်ပါပဲဒက်ကလန်ရိုက်စ်ဆက်လက်ရှိရာဒီမှာအာစနယ်အတွက်9ဂိုးသွင်းဂိုးပိုင်မှု6ချိန်ပြုတ်လုပ်ပြီးသူ့ရဲ့အကောင်းဆုံးရာသီကိုဖျက်ဆီးနေတယ် အာရှကရာသီဘိတ်ကာလမှာမျောလင်းချက်တွေမြင်မာနေတယ်။လက်ချံပွဲတိုင်းကိုနိုင်စားခြင်းနေပါလိမ့်။အေးဆွေကိုလည်းအာစနယ်တနာငင်းညာနေမှာမဟုတ်ပါဘူး။အေးဆွေကိုလီချန်ပီယံရှစ်ရောက်အောင်အာစနယ်ပြန်ပို့ပါလိမ့်မယ်။ဟုတ်ကဲ့ပါဒီဘက်ကလောက်ပါပဲ။အာစနယ်အသင်းအေးဆွေနဲ့ရင်ဆိုင်မဲ့ပွဲတွေမှာရလဘလို့ဖြစ်သွားမယ်ထင်လည်းပြပြောပြခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။